အားလုံးမင်္ဂလာပါရှင်။ဒီကနေ့မေလ9ရက်နေ့ဗုဒ္ဓဟူးနေ့အတွက်မော်လဝတ္တခမ်းမန်းချက်တွေကိုတင်ဆက်ပေးပါတော့မယ်။မြင်းကလေးန်တဲ့အနေနဲ့မနေ့ကမေလ6ရက်နေ့ည7:55မိနစ်အချိန်မှာရန်ကုန်တိုင်းလှေကူးမြို့ရဲ့တောင်အနောက်တောင်ဘက်10မိုင်ခန့်အကွာအနက်10ကီလိုမီတာကိုပဟိုပြူပြီးအင်အား3.4 Richter scale ဆင်းရှိအင်အားအနည်းငယ်ရှိတဲ့မြင်းငလင်ငယ်တစ်ခုလှုပ်ခတ်သွားခဲ့ပါတယ်။ ဒီကနေ့မနေ့တနေ့26မိနစ်အချိန်မှာလဲမန္တလေးမြို့ရဲ့အရှေ့မြောက်ဘက်သုံးမိုင်ခန့်အကွာအနက်15ကီလိုမီတာကိုဗဟိုပြူပြီးအင်အား3.8ရက်တာစကေးဆင်ရှိတဲ့မြင်းကလေးငယ်တစ်ခုလှုပ်ခတ်သွားခဲ့ပါတယ်။ဘင်္ဂလားပင်လယ်ော်အတွင်းဖြစ်ပေါ်နိုင်တဲ့လေပြင်းရဲရဝန်းကလာမယ့်မေလ16ရက်နေ့19ရက်နေ့တွေမှာအားကောင်းတဲ့လေပြင်းရဲရဝန်းဖြစ်လာနိုင်ပြီးဆိုင်ကလုန်းမောင်းနိုင် ဖြစ်နိုင်ခြေလဲမြင့်တက်လာတာကိုတွေ့ရပါတယ်။ဒါကြောင့် မေလ16ရက်နေ့ညနေကနေမေလ19ရက်နေ့ညနေအထိ24နာရီအတွင်းရခိုင်ပြည်မြောက်ပိုင်းစကိုင်းတိုင်းအထက်ပိုင်းနဲ့ကချင်ပြည်တို့မှာမိုးအလွန်များနိုင်တယ်လို့မော်လဝတာပညာရှင်ဦးဝင်းနိုင်ကကြိုတင်ခန့်မှန်းထားပါတယ်။ဒီကနေ့ညနေအထိရခိုင်ပြည်ကရနီကယားပြည်နေပြည်တော်နဲ့ပဲခူးတိုင်းတို့မှာတရင်တရင်တင့်ဖြစ်ထွန်းပါမယ်။ တနင်္လာရီတိုင်းမှာနေရအနှံပြကချင်ပြည်မှာနေရစိတ်စိတ်မွန်ပြည်နဲ့စကိုင်းတိုင်းအထက်ပိုင်းတို့မှာနေရကြကြနဲ့ကျန်ပြည်နယ်နဲ့တိုင်းတို့မှာနေရကွက်ချောင်းမုတ်ထချုံရွာနိုင်ပြီးရွာရင်ရွာနှောင်း80ဖြစ်ပါတယ်ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာတိမ်ထူထပ်နေပြီးကျန်ဘင်္ဂလားပင်လယ်အော်မှာတိမ်အနေငယ်ကနေတိမ်အထင်တင်ဖြစ်ထွန်းနေပါတယ်မြမပင်လယ်ပြင်မှာတော့လှိုင်းအနေငယ်ကနေလှိုင်းအထင်တင်ရှိပါမယ် စကိုင်းတိုင်းထပ်ပိုင်းနဲ့တနနာရီတိုင်းတို့မှာမုတ်တိမ်တောင်တွေဖြစ်ပေါ်နေပြီးအဆိုပါမုတ်တိမ်တောင်တွေရွေရှားရာတခြားမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းများတိုက်ခတ်ခြင်းမုတ်ထချုံချင်းမိုးကြိုးပစ်ချင်းလျှင်စည်းလက်ချင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်လို့ကြိုတင်သတိပြုနေထိုင်ကြဖို့စစ်ကောင်စီမိုးစလာကအကြံပြုထားပါတယ်။နောက်နှစ်ရက်အတွင်းကချင်ပြည်၊ကရင်ပြည်၊မွန်ပြည်စကိုင်းနဲ့ထပ်ပိုင်းနဲ့တရနာရီတိုင်းတို့မှာ ။နေရာကြဲကြဲကနေနေရာဆက်ဆက်မုတ်ထချုံရွာပါမယ်ရှင်။ကျမနွယ်နွယ်ပါ။